ဟုတ်ပြီနော်ကိုကဂျပန်ကိုလာမယ်ဆိုရင်ဘာလာလောက်မှာလဲပညာသင်ကျင်တယ်ဆိုရင်တော့ကြောင်းနဲ့လာခဲ့ငွေရှာရှင်တယ်ဆိုရင်တော့ဒီနောက်ကျန်တဲ့အလုပ်၃ခုကိုပေါ့နော်ကျန်တဲ့ဗီဇာ၃ခုကိုကျွန်တော်တို့စဉ်းစားရမယ် work visa နဲ့လာမလား training visa နဲ့လာမလား tokitekino visa နဲ့လာမလားဘလို့လူတွေက work visa နဲ့လာတဲ့လေ tokitekino နဲ့လာတဲ့လေ training visa နဲ့လာတဲ့လေ student visa နဲ့လာတဲ့လေဆိုတဲ့ဟာကိုကျွန်တော်ဒီနေရာမှာတဖန်ပြန်လဲပြီးတော့ကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဆိုတော့ ကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေဂျပန်ကိုပေါ့နော် work visa နဲ့တန်းလာမယ်ဆိုရင်ကိုကမြန်မာနိုင်ငံကတက္ကသိုလ်တစ်ခုခုကဘွဲ့တစ်ခုအနည်းဆုံးရထားမှာဖြစ်ပါတယ်ပြီးကြတော့ကျွန်တော်တို့ဒီဂျပန်စား level ကလည်း N3 N2 ပေါ့နော် N3 N2 JLPD N3 N2 level ကို လက်မှတ်ရှိထားမှသာလျှင်ကျွန်တော်တို့ဂျပန်ကိုတရိပ် work visa နဲ့ရှောက်မယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေနိုင်မှာဖြစ်ပါတယ်။ဒီနေရာမှာရှင်ရဲ့အနေနဲ့ပေါ့နော်ကိုကမြန်မာနိုင်ငံမှာ IT တက္ကသိုလ်ကနေဒါမှမဟုတ် IT college ကနေ IT ဘွဲ့ရ IT နဲ့ပတ်သက်တဲ့ဘွဲ့တစ်ခုရထားတယ်ဆိုရင်တော့ပြင်ကျွန်တော်ဂျပန်မှာ IT ပညာရှင်ဖြစ်ရည်တည်မယ်ဆိုရင်တော့ပြင်ကျွန်တော်တို့ entry level လောက်နဲ့လေခန်းတဲ့အလုပ်တွေရှိတဲ့အတွက်အဆင်ပြေနိုင်ပါတယ်။ တာမန်သိပ်ပံပွဲပေးရရဝိဇာပွဲပေးရရပေါ့နော်တာမန်ကျွန်တော်တို့ပွဲနေလဲဆိုရင်တော့ပြင်ကျွန်တော်တို့ GLPD N2 လောက်ကိုအနှိမ်ဆုံးအောင်ထားမှကျွန်တော်ကတော့အဆင်ပြေမယ်လို့ယူဆပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတူကူတေကီနိုကဘယ်လိုလူတွေလာတင်တာလဲဆိုတဲ့ဟာကိုကျွန်တော်ဒီနေရာမှာအနည်းငယ်မျှော်ဝေပေးပါမယ်ခင်ဗျတူကူတေကီနိုကပညာရည်ရှင်ကန့်တက်ထားခြင်းမရှိတဲ့အတွက်အဲကျွန်တော်တို့ဒီဘယ်သူမဆိုလာလို့ရတယ်ပေါ့နော်ဘွဲပဲရရဘွဲပဲမရမရ၁၀တန်းပဲအောင်အောင်၁၂တန်းပဲမအောင်မအောင် no problem เนาะကျွန်တော်ပြဿနာမရှိပါဘူးဖြစ်တဲ့အတွက်ကျွန်တော်ဒုက္ခတိကီနိုကကိုကဒုက္ခတိကီနိုနဲ့လာချင်တယ်ဆိုရင်ပညာရေးချင်းကန့်တတ်ထားတာမရှိတဲ့အတွက်ဒုက္ခတိကီနိုကိုနဲ့လာမယ်ဆိုရင်လေဘူးရောလွေကူပါတယ်ပေါ့เนาะနောက်တစ်ခုကဒုက္ခတိကီနိုဗီဇာမှာကအရေးကြီးတဲ့အချက်ကဘာရှိလဲဆိုတော့ကိုကဒုက္ခတိကီနိုနဲ့လာမယ်ဂျပန်နိုင်ငံကိုကိုကစားသောက်ဆိုင်မှာလုပ်မယ်ဆိုရင်စားသောက်ဆိုင်သူတတ်မှတ်ထားတဲ့ဒုက္ခတိကီနိုစားသောက်ဆိုင်ဆိုတဲ့ဘောတော့ guide ရုပ်ကြော့ ဟုတ်ပြီနော်တုတ်တိကီနိုစားသောက်ဆိုင်နဲ့ပတ်သက်တဲ့လက်မှတ်ကတော့လိုအပ်တယ်ပေါ့နော်နောက်တစ်ခုကကိုကစားသောက်ဆိုင်နဲ့ပတ်သက်ဥပမာကိုကစားသောက်ဆိုင်ဝင်မယ်ဆိုရင်စားသောက်ဆိုင်နဲ့ပတ်သက်တဲ့လက်မှတ်ကလည်းရှိတယ်တိုးတော်ညာလည်းပဲ GLBD အောင်လက်မှတ်မရှိဘူးဆိုရင်တော့ကျွန်တော်တို့အင်တာဗျူးတဲ့အဆင့်တွေကိုကျွန်တော်တို့ဟိုဖျက်ချော်နိုင်မှာမဟုတ်ဘူးပေါ့နော်ကိုကတုတ်တိကီနိုနဲ့လာမယ်ဆိုရင် တုတ်တိကီနိုကိုလာမယ် နေပင်နဲ့ပတ်သက်တဲ့ကျွန်တော်တို့ဒီစက်ရုံအလုပ်ယူနေလာမယ်ဆိုရင်ကျွန်တော်စက်ရုံအလုပ်ယူနေပတ်သက်တဲ့အွန်လိုင်းမှတ်လိုအပ်ပါတယ်ပြီးကြတော့ကျွန်တော်တို့ဂျပန်စာ JLPD အနေဆုံး N3 လောက်ရင်တော့ကျွန်တော်တို့အင်တာဗျူးတွေကိုကောင်းကောင်းဖြတ်ကျော်နိုင်မှာဖြစ်ပါတယ်ဗောနော်နောက်တစ်ခုကျွန် trainee trainee visa ကတော့ကျွန်တော်တို့ပညာရေးချင်းကန့်သက်ချက်မရှိဘူး JLPD ဂျပန်စာ အရေးချင်းမလိုအပ်ဘူးဆိုပြီးတော့သူတို့ကတတ်မှတ်ထားတဲ့အတွက်ဒီ trainee visa ကတော့ဘာသူမဆိုကျွန်တော်တို့ trainee visa ကိုရှောက်ထားခွင့်ရှိပေါ့နော် ဆိုတော့ကိုကို training visa နဲ့အလုပ်ခေါ်မဲ့ company ရှိရင်တော့ကျွန်တော် training visa နဲ့လာလို့ရတယ်ပေါ့နော်ကျွန်တော်ကကြောင်းတက်ချင်လို့ပါတယ်လက်ရှိက grade 10ပဲပြီးထားလို့ပါတယ်ဂျပန်မှာဘယ်လိုဆက်တက်ရမလဲဆိုတော့မိကုန်နေကျွန်တော်ကိုလာလာ major တက်တဲ့ဒီနေရာကနေကြောင်းတဲ့လာမယ့်ညီကိုတွေအတွက်ကျွန်တော်ဖြည့်ပေးလိုက်ပါမယ်ဂျပန်ကိုဂျပန်မှာသာစကားသင်တန်းကြောင်းတဲ့လာမယ်ဆိုရင်ကျွန်တော်အနေဆုံးကတော့ကျွန်တော်တို့တက္ကသိုလ်ဝန်ထမ်းကိုအောင်မြင်ထားဖို့လိုအပ်ပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီနေရာမှာနောက်တစ်ခုက ိုကငွေချင်းမတက်နိုင်ဘူးဆိုရင်ကြောင်းနဲ့မလာတာအကောင်းဆုံးပါဂျပန်ကိုမလာခင်တခုစဉ်းစားမှာကကျွန်တော်မနေ့ကဗီဇာလေးမျိုးမျှဝေထားတယ်ပေါ့နော်တခုက work visa နောက်တစ်ခုကဒုက္တိကီနိုဗီဇာနောက်တစ်ခုက training visa ကြောင်းသား visa ဟုတ်ပြီနော်ကိုကဂျပန်ကိုလာမယ်ဆိုရင်ဘာလာလို့မှလဲပညာသင်ကြီးတယ်ဆိုရင်တော့ကြောင်းနဲ့လာခဲ့ငွေရှာရှင်တယ်ဆိုရင်တော့ဒီနောက် channel အလုပ်၃ခုကိုပေါ့နော် channel visa ၃ခုကိုကျွန်တော်စဉ်းစားရမယ်။ work visa နဲ့လာမလား training visa နဲ့လာမလား tokte kino visa နဲ့လာမလား work visa ကတော့ကျွန်တော်တို့ဘွဲရထားမှအဆင်ပြေမှာဖြစ်ပါတယ်ပြီးကြတော့ကျွန်တော်တို့ဒီဂျပန်စာပေါ့နော် level JLPD N2 အနေဆုံးအောင်ထားမှအဆင်ပြေမှာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် tokte kino ပညာရေးရှင်ပညာရေးရှင်သတ်မှတ်ချက်မရှိတဲ့အတွက် tokte kino ကဘယ်သူမှမစိုးလာလို့ရပါတယ်နောက်တစ်ခုကတော့ training visa training visa ပုံအောင်ကောင်းပါသေးတယ်ဘာကောင်းတာလဲဆိုတော့ဂျပန်စာ level လေးကန့်သက်ချက်မရှိဘူးဒါပေမဲ့ဒီနေရာမှာပြန်ပြီးတော့ဒီ အလုတ်၃ခုနဲ့ပတ်သက်တဲ့ဒီအလုတ်နဲ့ပတ်သက်တဲ့ကျွန်တော်ဗီဇာ၃ခုမှာပြဿနာကဘာရှိလဲဆိုတော့ trainee visa ပေါ့နော် trainee visa ကသူခေါ်တဲ့နေရာမှာပညာရေးချင်းကန့်သက်ချက်မရှိဘူးဂျပန်သားလည်းပဲကန့်သက်ချက်မရှိဘူးဆိုပေမဲ့လည်းလာစာကတော့အနေဆုံးပဲဖြစ်ပါတယ်ဖြစ်တဲ့အတွက်သူ့ရဲ့အားနည်းချက်အားသာချက်ကိုကျွန်တော်တို့ပို့ပို့ပြီးတော့သိအောင်လုပ်ဖို့လိုသေးတယ်ပေါ့နော်ဗီဇာ၄မျိုးဟုတ်ပြီနော်ဒီဗီဇာ၄မျိုးထဲကမာကိုကចောင်းတက်ရှင်တယ်ဆိုចောင်းသားဗီဇာနဲ့လာခဲ့ ဟုတ်ပြီနော်ကိုကမြန်မာနိုင်ငံမှာဘွဲ့ရထားတယ်ဂျပန်စာ level နဲ့ N2 စင် N1 စင်စီးတယ်ဆိုရင်ကျွန်တော် work visa နဲ့လာခဲ့ Okay နော်နောက်တစ်ခုကကျတော့ဘာမှကျွန်တော်ကတော့ဒီ Tokutikino ပဲစိတ်ဝင်စားတယ်ငွေရှာခြင်းတယ်ဆိုရင်သူ Tokutikino နဲ့ပတ်သက်တဲ့ဥမာဘိုးဘွားရေးတန်နဲ့ဘိုးဘွားဆောင်းရှောင်းနဲ့ဆိုဘိုးဘွားဆောင်းရှောင်းနဲ့ပတ်သက်တဲ့ Tokutikino ဆံပွဲပွဲတွေကိုအအောင်ဖြည့်ပြီးကြတော့ GLBD ကျွန်တော်တို့ N3 N2 ကိုအအောင်ဖြည့်ပြီးရင်ကျွန်တော်တို့လာမယ်ဆိုရင်ကျွန်တော်တို့ဂျပန်မှာအကောင်းအောင်အဆင်ပြေနိုင်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီ ကီလိုဂျီရှုဆေးလို့ခေါ်ရဲပေါ့နော်ကျွန်တော် training visa training visa ကတော့ဟိုနီလန်တခုဂျပန်ကလာမဲ့နီလန်တခုအနေနဲ့တော့ကျွန်တော်ပြပြထားပေမဲ့ training visa ကိုကျွန်တော်ကတော့ recommend မလုပ်ဘူးပေါ့နော်2029မှာလည်းဖြတ်သိမ်းတော့မှာဖြစ်တဲ့အတွက်ကျွန်တော်က training visa ကို recommend မလုပ်ပါဘူး တင်ညာတင်ချရဲဆိုကြောင်းသားပီဇာနဲ့လာခဲ့တကယ်လို့ work visa ကိုနဲ့အဝင်ငွေကြဖြစ်မယ်ဆိုကျွန်တော် work visa နဲ့လာခဲ့ပါနောက်တစ်ခုက doctor gino ပေါ့နော် doctor gino ကတော့လက်ရှိအချိန်မှာတော့ရေပန်းလဲစားတယ်တော်တော်လေးအဆင်ပြေတယ်ပေါ့နော်ကုန်ကြစည်လေးတက်တာတဲ့အတွက် doctor gino ကိုကျွန်တော် recommend လုပ်တယ်ပေါ့နော်ဆိုတော့ဂျပန်ကိုငွေရှာဖို့အတွက်လာမယ်ဆိုရင်တော့ပြည့်ကျွန်တော်ကတော့ doctor gino ရဲ့ work visa ရဲ့ကိုပဲကျွန်တော်က recommend လုပ်ပါတယ် osusume လုပ်တယ်ပေါ့နော်ဂျပန်လိုပြောရမယ်ဆိုတော့ osusume လုပ်ပါတယ် တကယ်လို့ကိုကဒီဗီဒီယိုကြည့်နေရင်လည်းနောက်ထပ်သိချင်တာပဲဖြစ်ဖြစ်တခုခုကိုယ်ဆိုင်ထဲမှာမတင်မကျဖြစ်နေတယ်ဆိုရင်အောက်မှာ comment မှာရေးပြီးတော့မှတ်ထားခဲ့ပေးပါနော်ဒါဆိုရင်ကျွန်တော်အချိန်ရရင်ရသလိုကျွန်တော်ပြန်ပေးသွားလို့ရတယ်ပေါ့နော်အဆုံးထိကြည့်ရှုပေးတဲ့ရောက်စီတန်းကိုကျေးဇူးများကြီးတင်ပါတယ်ဗျတကယ်လို့ကိုက YouTube မှာကြည့်နေတဲ့သူဆိုရင်တော့ဖြင့်ကျွန်တော်ကို like and subscribe လေးလုပ်ပေးသွားကြပါဦးလို့ Facebook မှာကြည့်နေတဲ့လူတွေကတော့ like and share လေးလုပ်ပေးပါ ပြီးတော့ကျွန်တော်ရဲ့ Facebook ကိုလည်း follow လေးလုပ်ပေးပါတကယ်လို့ကိုက TikTok မှာကြည့်နေတယ်ဆိုရင်တော့ပြင် TikTok မှာအပေါင်းလက္ခဏာလေးနှိပ်ပြီးတော့ကျွန်တော်အသက်လေးတွေပေးသွားပါလို့ကျွန်တော်ပြောကြရင်လည်းဒီဗီဒီယိုဒီမှာပဲအဆုံးသတ်ပြန်စေဗျအဆုံးထိကြည့်ရှုပေးတဲ့ရောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုမှာထပ်တွေ့ကြတာပါနော်ကျေးဇူးများကြီးတင်ပါတယ်